မြတ်စွာဘုရားကလူဘွားတိုင်းရာခဲတယ်လို့ရေပုံရအားဖြင့်ခြုံငုံပြောတာဖြစ်တော်လဲပဲလူကိုသုံးမျိုးခွဲဟောထားတယ်ဆိုတာကိုတတိထားဖို့လိုတယ်เนาะလူသုံးမျိုးရှိတယ်အသိပညာနဲ့ပတ်သက်ပြီးတော့လူသုံးမျိုးအဲ့ဒီလူလူတန်းစားသုံးမျိုးရှိတဲ့ထဲမှာဒုဟာဘယ်အမျိုးစားတဲ့ပါတယ်လဲကိုယ့်ကိုကြည့် လက်ဆောင်ပြားသတ်မှတ်ပေးထားတဲ့၃မျိုးကိုရှုစွာနားထောင်ကြည့်။နားထောင်ကြည့်ပြီးတဲ့အခါမှာတို့ဟာဘယ်မျိုးစားလဲဆိုတော့ကိုယ့်ကိုယ်ဆုံးဖြတ်အောင်ဖြစ်တယ်။မကောင်းတဲ့မျိုးစားတဲ့ပါနေရင်ကောင်းအောင်ကြိုးစားဖို့ဒါကိုယ်လို့ကိုယ်လုံးရမယ့်အလုပ်ပဲနော်။ကောင်းပြီမြတ်စွာဘုရားကတလောကလုံးမှာရှိတဲ့လူသားတွေကို၃မျိုး၃စားခွဲခြားကြည့်လိုက်တယ် နံပါတ်1အမျိုးအစားကအဲ့ပညာမျက်စိနှစ်ဖက်လုံးမရှိတဲ့လူမျိုးတဲ့ဘာပညာမျက်စိတော့ဆိုလို့ရှင်စီးပွားရှာတတ်တဲ့ပညာမျက်စိလည်းမရှိဘူးကိုချင်းတရားနဲ့ပတ်သက်တယ်လည်းပညာမျက်စိမရှိဘူးဆိုလိုတာကစီးပွားရေးမျက်စိလည်းမရှိဘူးဘဝမှာជីវတ်တုတ်တဲ့အောင်လည်းမလုပ်တတ်ဘူးစီးပွားဥစ္စာလည်းမရှာတတ်ဘူးဒီမျက်စိကသူ့မှာမရှိဘူး ကိုချင်းတရားနဲ့ပတ်သက်ပြီးကောင်းတဲ့အလုပ်မကောင်းတဲ့အလုပ်လုပ်တင်တာနဲ့မလုပ်တင်တာကုသိုလ်နဲ့အကုသိုလ်ဖြစ်ရှိတာနဲ့ဖြစ်ကင်းတာခွဲခြားသိနိုင်စွာရှိတဲ့ပညာမျက်စိအားလည်းမရှိဘူးဒီနှစ်ခုအခုခေတ်လူခေပညာတတ်ပုဂ္ဂိုလ်တွေနားလည်အောင်ပြောမယ်ဆို I for economy စီးပွားရေးမျက်စိအားတစ်ခု I for morality ကိုချင်းတရားနဲ့ပတ်သက်တာမျက်စိတစ်ခုမျက်စိနှစ်ခုရှိအဲ့ဒီမျက်စိနှစ်ခုလုံးမရှိတဲ့ပုဂ္ဂိုလ်ကိုဒုက္ခိတလို့ပဲခေါ်အဲ့ဒီပုဂ္ဂိုလ်မျိုးဟာတဲ့ယသော်ပြပြောအဲ့ဒီပုဂ္ဂိုလ်မျိုးဟာဒီဘဝမှာလည်းချမ်းသာကြောင်းစီးပွားဥစ္စာတွတ်တဲ့အောင်မလုံတတ်ဘူးတဲ့နောက်ဘဝကောင်းစားရေးကုသိုလ်ကောင်းမှုလည်းမလုံတတ်ဘူးဒါကြောင့်မို့လို့ ဥပယထကလိကဟောဒီဘွားမှလည်းအရှုံနောက်ဘွားမှလည်းအရှုံအဲ့ဒီပုံကမျိုးကြတော့လူဖြစ်ကြိုးမနှက်ဘူးလူတော့ဖြစ်ပါရဲ့ဘာမှလူဖြစ်ကြိုးမနှက်တဲ့ပုံကမျိုးသူဟောတာအဲ့တော့လူဖြစ်တိုင်းဒီအကျိုးနှက်တယ်လို့မထင်လေနဲ့ဒါဖြင့်လူဖြစ်ဖို့အကျိုးနှက်ဖို့ရာပညာမျက်စိအဓိကဆိုတာနားလဲရဒီနေရာနော်အဲ့တော့ကို့မှာလူဖြစ်လာလို့ရှိရင် ရှိခွားရှာရတဲ့မျက်စိမရသေးတဲ့စိစဉ်ဥစ္စာကိုရအောင်ရှားပြီးသားစိစဉ်ဥစ္စာတိုးတက်လာအောင်လုံနိုင်တဲ့စွမ်းရည်တတ္တိရှိတဲ့အမြင်ကိုရှိခွားရေးမျက်စိလို့ခေါ်တယ်။တခါအကောင်းနဲ့အဆိုးအကြောင်းနဲ့ဂျူလုံးတဲ့နာနဲ့မလုံးတဲ့နာခွဲခြားသိတာကိုချင်းတရားနဲ့ပတ်သက်ပြီးတော့သိတဲ့မျက်စိကိုဟော I for morality ကိုချင်းတရားနဲ့ပတ်သက်တဲ့မျက်စိ အဲ့တော့ဒီနှစ်ခုဟာလူဖြစ်လာတဲ့ပုံကိုအတွက်လိုအပ်တဲ့ပြညာမျက်စိနှလုံးလို့သူတို့ဆိုလို့တယ်ပေါ့အဲ့ဒီနှလုံးသလုံးမရှိဘူးဆိုလို့ရှိရင်လူရဲ့ဒုက္ခိတများတာဖြစ်တယ်လူဖြစ်ကြုံမနှက်ဘူးကဲနောက်တဦးကြည့်လိုက်အောင်မျက်စိနှလုံးထဲကတလုံးတော့ရှိတယ်ဘာလဲ i for economy စီးပွားတော့ရှာတတ်တယ်တော်တော်ကိုချင်းတရားက ကိုချင်းတရားနဲ့ပတ်သက်ပြီးအကောင်းနဲ့အဆိုးအကြောင်းနဲ့ကျိုးပြည့်စည်တာနဲ့မရှိတာလုံတဲ့နာနဲ့မလုံတဲ့နာခွဲခြားမသိဘူးသူကစီးပွားရရင်ပြီးရောဘလို့ပဲလုံရလုံရဘာပဲလုံရလုံရပဆံရပြီးရောဆိုရဲစီးပွားရေးရှာတတ်တဲ့ပုဂ္ဂိုလ်တွေကတမျိုးရှိအဲ့ဒီပုဂ္ဂိုလ်ကြတော့တစ်ဖက်ကတော့အမြင်ရှိပါရဲ့တစ်ဖက်ကလုံးဝအမြင်မရှိဘူး ဲ့တော့လူလောကမှာလည်းပဲမျက်စိတစ်လုံးပြက်နေလို့ရှိရင်မပြည့်စုံတဲ့ဒုက္ခတာတွေပါသွားတာနော်မျက်စိတစ်လုံးသာရှိတဲ့ပုဂ္ဂိုလ်စိဝါယမျက်စိတစ်ခုတည်းသာရှိပြီးကိုခြင်းတရားမျက်စိမရှိဘူးတဲ့အဲ့ဒီပုဂ္ဂိုလ်မျိုးဟာရနိုင်တဲ့နည်းနဲ့ဓမ္မလမ်းကြောင်းအာဓမ္မလမ်းကြောင်းသူစရိုက်ဒုစရိုက် ဘာကိုမှမစင်စားပဲနဲ့စီပွားဖြစ်ပြီးရောဆိုပြီးမကောင်းတဲ့နေတွေနဲ့စီပွားရှာချမ်းသာဒုက္ခရပြီမျက်စိနှလုံးမိတ်သွားတဲ့အခါဒီစီပွားဥစ္စာတွေထားပစ်ခဲ့ပြီးပဲရောက်သွားလို့ဆိုအပင်ငရဲရောက်ပါကိုချင်းတရားမရှိသည့်အတွက်ကြောင့်နောက်ဘဝကောင်းစားဖို့အတွက်ကုသိုလ်ကောင်းမှုကတခုမှမရှိမရှိသည့်အတွက်ကြောင့်ဒီဘဝတော့သူရှာဝေထားတဲ့ပစ္စည်းဥစ္စာတွေနဲ့ ချမ်းသာနိုင်သေးတယ်ဒီဘဝတောင်မှစိတ်မချရဘူးကိုချင်းတရားပြက်ပြတဲ့ပုဂ္ဂိုလ်ဟာဒီဘဝမှာလည်းဒုက္ခရောက်သွားတာတွေအများကြီးရှိတယ်ပေါ့ဒါကြောင့်မို့အဲ့ဒီပုဂ္ဂိုလ်မျိုးဟာကြာဓမ္မဓမ္မေနသထောသောတရားတဲ့နီးနေရောမတရားတဲ့နီးရောနီးမျိုးစုံအသုံးပြုပြီးကောက်ချစ်ဆင်းလဲစွာစေးပွားဥစ္စာရှာဖို့ကြတော့ကုသလောဟောတိသင်္ခါတုံကျွမ်းကျင်နေတဲ့အဲ့ဒီဘက်က ကြံကျင်နေတုံးနေဖြုံးနေသို့သောဤတောသောနိရိယံခန္ဓာဝါဧကသက္ခုဝိဟညတိမျက်စိနှလုံးမှိတ်လိုက်တာနဲ့တပြိုင်တည်းသူရှာတဲ့စီးပွားတွေဟာအကုန်ထားခဲ့ရတယ်တခုမှယူသွားလို့မရအဲ့ဒီကြလို့ရှိရင်တော့ဤဘွားရဲ့အချမ်းမဲ့ရောက်လိုက်တာနဲ့တပြိုင်တည်းသူဟာဆင်းရဲဒုက္ခတွေကပဲကြိုဆိုးနေမှာပဲဖြစ်တယ်မြတ်စွာဘုရားကဒီလိုဟောတာเนาะအဲ့တော့ လူဘဝရပြီဆိုလို့ရှင်စီးပွားရေးမျက်စိတစ်ခုတည်းသာရှိတဲ့ပုဂ္ဂိုလ်အားလည်းပဲအန္တရာယ်ကြီးမားတယ်ပဆန်ရှင်အောင်ရှာတတ်တော်လဲကိုကျင်တရားပြည့်ပြားနေသည့်အတွက်ကြောင့်အန္တရာယ်ကြီးမားတဲ့ပုဂ္ဂိုလ်လူရဲ့တန်ဖိုးမပြည့်ဝတဲ့ပုဂ္ဂိုလ်လို့ပဲဒီလိုပဲပြောတာဖြစ်တယ်အေးစီပွားရေးမျက်စိလည်းရှိတယ်ခုချင်းတရားမျက်စိလည်းရှိတယ်ဆိုတော့မျက်စိနှလုံးရှိတဲ့ပုဂ္ဂိုလ်じゃ ဒွိစကုပနာအခတော်တစ်ထောပုရိသပုဂ္ဂလောအဲ့ဒါမှလူတွေကအကောင်းဆုံးလူအမျက်ဆုံးလူသားလို့ပြောစီပွားလဲရှာတတ်ရမယ်ကိုချင်တရားလဲကောင်းဒီနှစ်ခုဆိုလို့နော်စီပွားရေးမျက်စိလဲရှိရမယ်ကိုချင်တရားနဲ့ပတ်သက်တဲ့မျက်စိလဲရှိရမယ်အဲ့ဒီပုဂ္ဂိုလ်ဟာဒီဘွားလဲကောင်းမယ်နောက်ဘွားလဲကောင်းတယ်လို့လူလောကကြီးကိုမျက်စောပြားက သုံးပုံပုံပိုင်းခြားပြီးတော့မနုဿတ္တဘောလူဒုံဘောလို့ဟောတဲ့ဟောတဲ့နေရာမှာဟောပြီမဲ့လို့ဒီနေရာမှာလူကိုသုံးမျိုးသုံးစားခွဲခြားပြီးဟောထားခဲ့တယ်ဒုဒတွေဟာအန္တလို့ခေါ်တဲ့မျက်စိနှလုံးမရှိတဲ့ပုဂ္ဂိုလ်လည်းမဖြစ်ရဘူးဧကသက္ခုလို့ခေါ်တဲ့စိဝါယမျက်စိသာရှိတဲ့ပုဂ္ဂိုလ်မျိုးလည်းဒုဒတွေရှောင်ရမှာဖြစ်တယ် ဘုရားဝတ္တဝင်သူတော်စင်နေအနေနဲ့စီပွားရေးမျက်စိနဲ့ရှိရမယ်ကိုချင်တရားကောင်းမွန်တဲ့မျက်စိနဲ့ရှိရမယ်ဓမ္မတို့ဝပြည့်စုံနိုင်မယ်ဆိုတာကိုခံယူချက်အပြည့်ဝထားကြဖို့လိုတယ်ပေါ့ငါမှာစီပွားရေးမျက်စိရှိရလားကိုချင်တရားမျက်စိရှိရလားမရှိသေးရင်ရှိအောင်စ조사အထောက်အပံ့ပဲဖြစ်